fashion sign တွေ clothing brand တွေ TikTok ပေါ်မှာတင်တင်တဲ့ video idea များ fashion sign တွေဖွင့်လာတဲ့လူချင်းမင်းတို့အနေနဲ့ TikTok ပေါ်မှာဘယ်လို video ကုန်တဲ့ idea တွေတင်ရမလဲမသိဘူးဖြစ်နေရဆိုရင်ဒီ video လေးထဲမှာ fashion sign တွေအတွက်တင်တင်တဲ့ TikTok video ကုန်တဲ့ idea လေးတွေကိုပြပြသွားပေးပါမယ်ဆက်ကြည့်လိုက်ရအောင် ODD ကတော့တပတ်စာ9ရက်လုံးသောဖက်တွေကိုတရက်နဲ့တရက်မထပ်ဘဲပြပေးတဲ့ဗီဒီယိုတွေတင်လို့ရပါတယ် လက်ရှိ trend ဖြစ်နေတဲ့ fashion တွေကို trend ဖြစ်နေတဲ့သချင်းတွေ background music တွေနဲ့ video လုပ်ပြီးတင်လို့ရပါတယ်သဘင်ပုံစံနဲ့လိုက်တဲ့အောက်ဖြစ်ရွေးနေဘဲအင်ဂျီလေးဆိုဘဲစကက်လေးနဲ့တွေ့ဘဲရောင်လေးဆိုဘဲရောင်နဲ့တွေ့အဲ့လိုမျိုးစတိုင်လင်းတဲ့ဗီဒီယိုတွေတင်လို့ရပါတယ်။မျိုးဆိုဘလိုအောက်ဖြစ်မျိုးမိုးနဲ့စောင်းဆိုဘလိုအောက်ဖြစ်မျိုးပွဲတော်ရက်တွေဆိုဘလိုအောက်ဖြစ်မျိုးရွေးတင်နေဆိုတဲ့ဗီဒီယိုတွေတင်လို့ရပါတယ်။ နေရာအလိုက်အချိန်အလိုက်ပွဲအလိုက်ဥပမာအလုပ်သွားရင်ဘလို့အောက်ဖြစ်မျိုးရွေးတင်တယ်ဒင်နာတွေအီးဗန့်ပွဲတွေသွားရင်ဘလို့အောက်ဖြစ်မျိုးရွေးတင်တယ်ဆိုတဲ့ဗီဒီယိုတွေတင်လို့ရပါတယ်ဘလို့လူတွေနဲ့လိုက်ဖက်တဲ့အောက်ဖြစ်တွေအကြောင်းမလိုက်ဖက်တဲ့အောက်ဖြစ်တွေအကြောင်းစသဖြင့်အမေးအဖြေလုပ်ပေးတဲ့ဗီဒီယိုမျိုးတွေတင်လို့ရပါတယ် အောက်ခစ်တွေရဲ့သမိုင်းကြောင်းတွေတင်လို့ရပါတယ်ဥပမာဂျင်းပန်တွေကဘလိုကြောင့်ပေါ်လာတာဘယ်တော့ကစပြီးဖြစ်စားလာတာဘာကြောင့်တုံ့ပြန်တင်တာစသဖြင့် education နဲ့ video content တွေတင်လို့ရပါတယ်အောက်ခစ်တွေကိုချဲလန်းခေါ်ပြီးလုပ်ပြတဲ့ဗီဒီယိုမျိုးတွေတင်လို့ရပါတယ်။ဥပမာတမင်းရဲ့အတွင်းအောက်ခစ်လဲပြမယ်လို့လုံးဝမျှမှန်မကြည့်ပဲအောက်ခစ်လဲပြမယ်လို့စသဖြင့်အဲ့လိုဗီဒီယိုမျိုးတွေတင်လို့ရပါတယ်။ ယူအေရိုက်ပဲရောက်လာတဲ့အောက်ဖြစ်တွေစီစဉ်နေအလိုက်ရောက်လာတဲ့အောက်ဖြစ်တွေဥပမာဘလင်တိုင်းတွေအတွက်ဆိုမိမိတို့စီမှာကာပဲတူတူချီးလို့ရမယ့်စုံတွဲအောက်ဖြစ်လေးတွေရောက်နေပြီးတော့စသဖြင့်ဖက်ရှင်ဟောဗီဒီယိုတွေတင်လို့ရပါတယ်။ပိုပြခြင်းနဲ့အောက်ဖြစ်ကိုမလဲမီပုံစံနဲ့လဲပြီးပုံစံကိုအဒီတင်အဖက်တွေတုံးပြီးပြတဲ့အောက်ဖြစ် transformation ဗီဒီယိုတွေတင်လို့ရပါတယ်။ဒါအပြင် behind the scene ဗီဒီယို content တွေ ကစတမာရီဗျူးဗီဒီယိုတွေကိုဆိုင်ရဲ့ location ကို ပြောပြတဲ့ဗီဒီယိုတွေ promotion ပေးတဲ့ဗီဒီယိုတွေလည်းတင်လို့ရသေးတယ်နော် fashion ဆိုင်တွေ take ပေါ်မှာဗီဒီယိုတင်ရင်သုံးလို့ရမယ့် hashtag လေးတွေကိုပြောပြပေးပါမယ်စက်ကြည့်လိုက်ရအောင် general fashion hashtag တွေကတော့ bay fashion ဆိုင်မစူသုံးလို့ရတဲ့ hashtag တွေပဲဖြစ်ပါတယ် location based hashtag တွေကကိုယ်ဆိုင်ရဲ့ဒီနေရာကိုပြောပြပေးတဲ့ hashtag တွေပဲဖြစ်ပါတယ်။ trend specific hashtag တွေက fashion ဆိုင်တွေအတွက်လက်ရှိ TikTok မှာ trend ဖြစ်နေတဲ့ hashtag တွေပဲဖြစ်ပါတယ်။ engagement hashtag တွေကကိုယ့် video နဲ့ပတ်သက်ပြီး engagement ရစေဖို့သုံးနိုင်ပါတယ်။ target audience hashtag တွေကတော့ကိုယ့် video ကိုကိုယ်ရောက်မှုရည်ရထားတဲ့သူတွေကိုပိုပြပေးဖို့သုံးနိုင်ပါတယ်။ promotional hashtag တွေကကိုယ့်ဆိုင်ရဲ့ promotion အကြောင်းတွေကိုလူပိုသိအောင်ကူညီပါလိမ့်မယ်။ creative hashtag တွေကတော့ကိုယ့် video နဲ့ပတ်သက်ပြီးဘယ်လို create လုပ်ထားရဲဆိုတာကိုပြောပြမှာဖြစ်ပါတယ်။အားလုံးအဆင်ပြေကြပါစေခင်ဗျာ။ဒါဆိုလို့ရှိရင် fashion line ဖွင့်လာတဲ့လူချင်းမင်းတို့အနေနဲ့တက်တော့မှာ blue video content တွေဖန်တီးရမလဲဆိုတာကိုသိသွားလောက်ပြီလို့ထင်ပါတယ်။အခြားလူများချင်းတွေအနေနဲ့ကိုယ့်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ blue video idea တွေတက်တော့မှာသင်ရမယ်မသိဘူးဖြစ်နေရဆိုရင်ကောမမှာမှန်ခဲ့ပြီနော်။အဆုံးဖြစ်ပြီလို့ဒီစင်ရိုက်တင်ပါတယ်နော်။